လူတယောက်ကကိုယ့်ကိုအရန်နာကျင်အောင်လုပ်သွားတယ်ကိုယ့်နာမည်ဖြတ်တယ်ပြမျိုးမျိုးတင်တယ်ကိုကအဲ့ဒီပုံကိုကိုမဆက်ဆံကျင်အောင် ဖြစ်သွားတယ်နာကျင်ချင်းဖြစ်တဲ့လူတယောက်မှာဒုက္ခအကြီးအကျယ်ရောက်ပြီးဆိုရင်ကိုကအဲ့ဒီလူအတွက်ဝမ်းနည်းသလားပျော်သလားကိုကိုဒုက္ခပေးတဲ့လူဒုက္ခပြန်ရောက်သွားရင်ကိုစိတ်ထဲမှာဝမ်းနည်းသလားပျော်သလားကိုဘကူအဖြေပြန်ပြီးတော့မေ့ကြည့် တကောင်ဖြစ်တာတော့နည်းသေးတယ်ငါတို့ကဒါထက်တော့တကောင်ငါ့ကိုလုတ်ခဲ့တာလို့ထင်နေတလားအော်တနာပါတယ်ငါခံစားရတယ်လို့မခံစားရပါနဲ့လို့ဆူတောင်းပေးနိုင်တလားဒုတိယမေကွန်းတစ်ခုကတော့ကိုကကောင်းတာလုတ်နေရတာနဲ့အပြစ်အမျိုးမျိုးတင်ပြီးတော့အပုတ်တေးချရတယ်ပြီးတော့ရတဲ့အခါရင်စိတ်ပြစ်အောင်လုတ်တဲ့အခါမှာအဲ့ဒီပြောတဲ့ဇာတ်ကားတွေပေါ်မှာမူတည်ပြီးတော့တော်ပြီကွာဆိုပြီးစိတ်သက်တေကြာစိတ်ပြတ်ပြီးကိုလုံးရမယ့်အလုပ်တွေကိုရက်ဆိုင်သလား ။အော်ဒါမှမဟုတ်လို့ရှင်လှုပ်တင်လှုပ်ထိုက်တာကိုဘလူပဲပြောပြောငါလှုပ်เสียရရှိတာကိုလှုပ်မယ်။သူတို့ကအပြင်မှာပဲပြောတာ။ငါနဲ့ဖះနဲ့တိတယ်ဆိုတဲ့အသက်တာနဲ့ကိုဆက်လက်ပြီးရှောက်လန်းမလားဆိုတဲ့မိကွန်လေးနှစ်ခုဖြစ်ပါတယ်။အများသောအားဖြင့်ကျွန်တို့လူသားတွေဖြစ်ကြတဲ့အခါမှာကျွန်တို့အဝေးကိုကြည်တာတဲ့ကိုယ့်ရဲ့ခံစားချက်ကိုကြည်ပြီးအသက်ရှင်တဲ့အချိန်ခါတွေများတယ်။ကိုကိုနာကျင်အောင်လုပ်တယ်ဆိုရင်ဒုက္ခရောက်တယ်ဆိုရင်ကိုပျော်တတ်ပြီးတော့ ကိုစူးစမ်းနေရတာနဲ့အခက်ခဲတွေအများကြီးတွေ့လာလိမ့်ရှင်အဲ့စူးစမ်းတာကိုရက်တတဲ့သဘောရှိတယ်ဒီကနေ့နှုတ်ကပတ်တော်ကကျွန်တို့တို့တဦးစီကိုအတိပေးတယ်ကောင်းမြတ်တဲ့အရာတွေကိုတဲ့ခွေးတွေရှိဝတ်တွေရှိသွားမချလိုက်နဲ့တဲ့အဲ့လိုချလိုက်တယ်ဆိုရင်တဲ့အဲ့တံပိုးကိုသူတို့မသိဘူးတဲ့နင်းချေပြီးတော့မှကိုယ်ရောင်ပြန်ကိုက်အောင်မယ်ကိုယ်ရောင်ပြန်ပတ်အောင်မယ်ဆိုတဲ့အကြောင်းအရာလေးတစ်ချက်ကိုပြောပါတယ်ဒုတိယတစ်ချက်ကတော့ဘာပြောလဲဆိုရင်ပြည့်ညက်တိကျမ်းနဲ့အနာဂတ်တိကျမ်းမှာတဲ့အနှစ်ချုပ်ကဘာလဲဆိုရင် ကို့မှာဖြစ်စေလိုတဲ့အတိုင်းတပါးသူကိုဖြစ်ပေးဆိုတဲ့ပြည့်ညက်တော်ဟာကျင့်စဉ်ရဲ့အနှစ်ချုပ်ဖြစ်တယ်ဆိုတာကိုသခင်ခွစ်တော်ကတတ်တော်ထင်ရှားချီတုံးကတွင်တင်ပြီးတတိယတစ်ချက်ကတော့ကျင်းမြောင်းတဲ့တကားကလျှောက်ပါတဲ့ကျဲတဲ့တကားကတော့သွားတဲ့လူများတယ်တဲ့ဒါပေမဲ့အဆုံးသက်မှာပျက်စီးခြင်းရှိတယ်ဆိုပြီးဒီနေ့နှုတ်ကပတ်တော်ကကျွန်တို့တို့တဦးစီကိုတည်ပြီးပါတယ်ဒီနှုတ်ကပတ်တော်မှာကျွန်တို့တို့ကိုဘာဖော်ပြနေလဲဆိုတဲ့အခါကျရင်တစ်ကတော့ ျွန်တို့ရဲ့ကောင်းမြတ်တဲ့အရာတွေကိုမကောင်းမြတ်ခြင်းနေနဲ့တွေ့ကြုံရတဲ့အခါမှာကျွန်တို့တွေစိတ်သက်ကြလို့မရဘူး။ဒါကြောင့်မလို့ဘဝတတမှာကို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 တီးပြီးကိုကိုကိုနေစဉ်ဘဝတတမှာပေးတယ်မှာငါဘလောက်တီပါရမီမှာရင့်တန်လာပြီငါဒီနေ့အတ္တမှာဘလောက်ကြိုးစားခဲ့ပြီလဲဆိုတာကို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 ပဲပြန်တိုင်းရတယ်ဆိုတာဟာပါရမီရဲ့အနှစ်ချုပ်ဖြစ်တယ်။အဲ့ဒီအနှစ်ချုပ်ဟာဘဝမှာမလွယ်ကူပါဘူး။အမြဲတမ်းကြိုးစားပြီးကျင်းမြောင်းတဲ့တကားမှာရှောက်နေရတာပါလို့ ဒီနေ့တခင်ခွတ်တော်ကကျွန်တော်တို့တဦးစီကိုတတိပေးပါတယ်ဒီအရာတွေကိုလုံနိုင်ဖို့အတွက်ကျွန်တော်တို့ဘာလို့အပ်မလဲဆိုတော့ကိုဒီကနေ့ပထမကျမ်းစာကအတိလေးတစ်ခုပေးတယ်အဲ့ဒါကဘာလဲဆိုတော့အာစီးရီးယန်ဘရင်ကဣသရေလလာပြီးတိုက်ခိုက်တဲ့အခါမှာဟီဇကိယကိုတိုက်ခိုက်တဲ့အခါမှာဟီဇကိယကအာစီးရီးယန်အဖွဲ့ရဲ့အင်အားကိုကြည့်ပြီးတော့မှသူကြောက်ရွံ့တယ်အဲ့ဒီအချိန်မှာသူဘာလုပ်ခဲ့လဲဆိုရင်ဖျားချောင်းတဲသွားတယ်တဲ့ဖျားချောင်းတဲသွားပြီးကိုရောကိုရော နမတော်နဲ့တပိတော်ဆုတောင်းတယ်တပိတော်ခွန်အားနဲ့တော့တပိတော်မတိုက်နိုင်ဘူးကိုရောပါရင်တော့တပိတော်မြို့ကိုသူတို့မတိုက်နိုင်ဘူးလို့ဆုတောင်းတဲ့အခါမှာတဲ့ဒီကနေ့ပထမကျမ်းစာတော်မြတ်ထဲမှာလူအင်အား33000လောက်ရှိတဲ့စစ်တပ်ကြီးရဲ့ဘုရားသခင်ရဲ့တမန်တော်တွေကတောတိုက်ပြီးတဲ့အခါမှာအာစီရီယန်လူမျိုးတွေပြိုကွဲပြီးတော့မှသူတို့နေရဖြစ်တဲ့နိနေဗေကိုပြန်သွားပြီးအစ္စရာအတိုင်းပြည်လေးကတော့ရန်သူလက်ကလွတ်တယ်ဆိုတဲ့အကြောင်းအရာလေးကိုဖော်ပြပါတယ် ီနေ့နှုတ်ကပတ်တော်ကကျွန်တော်တို့တူးစီကိုတည်ပြေးပါတယ်ပါရမီဆိုတာအပြင်မှာရှိတာမဟုတ်ဘူးကိုယ်ထဲမှာပဲရှိပြီးရှိနေတဲ့ပါရမီကိုဘုရားသခင်ကိုယုံကြည်ခြင်းနဲ့စုတောင်းခြင်းအတ္တတာမှာကြိုးစားရင်ဘုရားသခင်ကကျွန်တော်တို့ကိုကောင်းမြတ်ခြင်းနဲ့ကြွယ်ဝသောအတ္တတာကိုပေးတယ်ဆိုတာကိုဒီနေ့နှုတ်ကပတ်တော်အပြင်အတူတကွာခွန်အားယူရအောင်လို့အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်အားလုံးကျေးဇူးပြုမတည့်ရက်လက်စုပန်ကြရအောင်